ရှင်နီလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ကြောက်စင်မျိုးကမူကြိုချောင်းပြိုကြကကလင်းငယ်90ခန်းပြိမိ။အများစုကိုကဲထုတ်နိုင်ပြီမဲ့ဆီယာမန်းနဲ့ကလင်းငယ်တချို့တေဆုံးဆို။မန္တလေးတိုင်းကြောက်စင်မျိုးဘကတုံးတက်အဆောင်အုံမှဖွင့်လှစ်ထားတဲ့မူကြိုချောင်းငလင်းတန်းချောင်းပျက်စီးကမူကြိုတက်နေတဲ့အသက်9နှစ်ယောက်ကလင်းငယ်90ဝန်းကျင်ပါဝင်ဆီယာမန်းတချို့ပြိမိနေတယ်လို့သိရပါတယ်။ပြိမိနေသူတွေကိုကိုကြီးကယ်သေးရေးလှုပ်ဆောင်ရမှာ ကလင်းငယ်အများစုကိုကယ်ထုတ်နိုင်ပြီဖြစ်ပေမဲ့ဆရာမနှစ်ဦးပါဝင်ကလင်းငယ်တချို့တည်ဆုံးဒဏ်ရာရမှုရှိရလို့လဲဆိုပါတယ်အခုညပိုင်း၈နာရီကျော်တိပိတ်မိနေတဲ့ကလင်းငယ်တွေကိုကယ်ထုတ်ဖို့စူးစမ်းနေတယ်လို့သိရပါတယ်ဒီကနေ့မက်လ28ရက်နေ့မွန်လယ်12နာရီ50မိနစ်ဝန်းကျင်ကစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာဆယ်မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား9.8ရစ်ချတာစကေးပြင်းအားရှိတဲ့ငလင်လှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်တွေပါလှုပ်ခတ်ခဲ့တာဖြစ်ပါတယ် ငလင်တန်းကျောင်းမန္တလေးနဲ့သခိုင်းတိုင်းပါဝင် နေပြီးတော့တောင်ကြီးပဲခူးတို့မှလည်းလူသေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးအဆောက်အဦပြတ်တွေကြောင့်ပိတ်မိပျောက်ဆုံးနေသူတွေလည်းယာနဲ့ချီပြီးရှိနေပါတယ်